အမျိုးသမီးတွေဘိက္ခုနီသာသနာဝင်ရောက်ခွင့်မျိုးသမီးတွေသာသနာပါဝင်ရောက်ပြီးဘိက္ခုနီဝတ်ခွင့်ဆိုတာမြတ်စွာဘုရားကလုံးဝညင်းပယ်ခဲ့တယ်ဘယ်ချိန်တုန်းဆိုတော့မြတ်စွာဘုရားဘုရားဖြစ်ပြီးတော့၅နှစ်မြောက်တဲ့အချိန်မှာခမည်းတော်ကြီးကတက်တော်အလွန်ကြီးသွားပြီ နတ်တော်မှာမကြမ်းမမှာဖြစ်တဲ့အချိန်မြတ်စွာဘုရားကြွားကြွားပြီးတရားဟောတော့ခမည်းတော်ကြီးကနတ်တော်မှာပဲရဟန္တာကြီးဖြစ်သွားတယ်ရဟန္တာဖြစ်ပြီးတော့နတ်တော်မှာပဲပြိဋိဘံဆံသွားတယ်လူရတဲ့ပဲပြိဋိဘံဆံအဲ့လိုပြိဋိဘံဆံသွားတဲ့အချိန်မှာမိရေတော်ခေါ်မိစဉ်းစားကြည့်ပေါ့လေနတ်တော်မှာတောတော်ရဏမင်းကြီးလည်းမရှိတော့ဘူး သားတော်ဖြစ်တဲ့နန္ဒမင်းသားလည်းမရှိတော့သင်္ကန်းဝတ်သွားမြေတော်ရာဟုလလေးလည်းမရှိသားတော်ကြီးဖြစ်တဲ့မြတ်စွာဘုရားလည်းတောထွက်ပြီးရဘုရားဖြစ်သွားမိရတော်အနေနဲ့ကြည့်လိုက်နန်းတော်မှာဒေါက်တာရဏမင်းကြီးမရှိတော့သူကိုထီထီနေရထိုင်ရပဲပြောတော့ဆုံးအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားထံချင့်ကပ်ပြီးဘေကုဏီဝုခွင့်တောင်းတာဘုရားက လုံးဝခွင့်မပြု ခွင့်မပြုပြင်းနဲ့ဝေသာလီပြည်ဘက်ကိုခရီးထွက်သွားအဲ့ဒီအချိန်မှာမိရွေးတော်ကြီးကတို့ကသူတို့ကိုယ်တိုင်ဆန်းရိပ်ပယ်ပြီးဖះနောက်လိုက်ကြတယ်ဝေသာလီပြည်ရောက်သွားတယ်ဖះခွင့်မပြုပြင်းမယ်လို့ဆွတ်ဒီသူတော်စင်ဘဝပြောင်းလဲပြီးတော့သူနဲ့အတူတကွစိတ်တူတဲ့ တိုင်ကွေမင်းသားမင်းသမီး900ပါမြတ်စွာဘုရားနောက်လိုက်သွားကြမြတ်စွာဘုရားအခွင့်မပြုဘူးရှင်အနန္ဒာသွားလျှောက်တယ်ဘုရားကသုံးကြိမ်တိုင်တိုင်ဘုရားကညင်းတယ်ညင်းတဲ့အခါမှာရှင်အနန္ဒာကနီးပြောင်းလိုက်တာပေါ့အဲ့လိုနီးပြောင်းလို့ဆိုရှင်ဘုရားတဲ့အမျိုးသမီးတွေသာသနာပေါင်းဝင်ခွင့်ပြုလိုက်လို့သာသနာပေါင်းဝတ်လာပြီဆိုရင် သောတာပန်တဂရကအနာကရမ်းတာလို့တရားလူတရားမြတ်တွေရနိုင်ပါသလားဆိုရနိုင်ရှားနိုင်ရင်ဗျာခွင့်ပြုလိုက်ပါလို့လျှောက်တဲ့အခါကျတော့မြတ်စွာဘုရားညင်းလို့မရအဲ့ဒါကြောင့်မလို့ဘိက္ခုနီသာသနာမရရအောင်လျှောက်ပေးတာရှင်အနန္ဒာပဲဒါကြောင့်မို့နောက်တစ်ခေတ်မှာဘိက္ခုနီတွေကရှင်အနန္ဒာယုတ်တုကိုကိုးပွေတယ်ဆိုတဲ့အစဉ်လာတစ်ခုရှိပေါ့ရှင်အနန္ဒာယုတ်တုကိုကိုးတယ်သူတို့ရဲ့ခြေဆုရှင်အနေနဲ့ အမျိုးသမီးတွေကရှန္ဒနာကိုကိုးဝဲကြတယ်ဘိက္ခုနီဝုခွင့်ရသွားတယ်ရှန္ဒနာရဲ့ကျိုးစားအထုံးမှုကြောင့်မြတ်စွာဘုရားရဲ့ပရိသတ်ဆိုတာလဲဘိက္ခုပရိသတ်ဘိက္ခုနီပရိသတ်ဥပဒကပရိသတ်ဥပတိကမှာပရိသတ်လို့ပရိသတ်၄မျိုးရှိရဘယ်ဘုရားဖြစ်ဖြစ်၄မျိုးရှိတယ်အဲ့တော့ရှန္ဒနာလျှောက်ကောင်းသည့်အတွက်ကြောင့်အမျိုးသမီးတွေကသာသနာ့ဘဝဝင်ခွင့်ရသွားတယ် ဒါရှန်နနာရဲ့ဆောင်ရွက်မှုတစ်ခုပဲပေါ့